ဒီလူမျိုးတွေကငါတို့လာပြီးတော့ကျူဆိုတဲ့နေရာမှာအနေရောင်ဝတ်စုံလေးနဲ့ဝတ်စံများပြီးတော့နေကြတဲ့လူမျိုးတွေဖြစ်နေပါဘောလားဆိုပြီးတော့အဲ့ဒီအလောင်းစီတမင်ကသူကဒါကာနာလူမျိုးတွေဖြစ်နေပါဘောလားဆိုပြီးတော့သူကအဲ့ဒီအစားပြီးတော့ပါဠိပါဒနဲ့ပြောရတာပေါ့နော်ကာနာလူမျိုးကာနာကာနာဆိုတာဒါပါဠိပါဒနဲ့ဆိုလို့ရှိရင်ကာနာမြန်မာနဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်တော့အနေရောင်ဝတ်စုံကိုမြင့်မြင့်နုံနုံတန်ဖိုးထားပြီးတော့ ပုတ်ဆင်ကြတဲ့လူမျိုးဆိုပြီးအဲ့ဒီအတိတ်ပဲဖွင့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးစကားကိုအလောင်းစီတမင်းကပြောလာတယ်ပေါ့အဲ့ဒီပြောလာတဲ့အချိန်ကစားပြီးတော့ကနန်းကကနန်းနေကနန်းကနန်းဖြစ်လာတယ်ဆိုတဲ့အနေထားအဲ့ဒီတမိုင်းကြောက်စာမှာရှိတယ်ပေါ့ဒီရွှေချောင်းမဟာမြတ်မွန်းကြီးတမိုင်းကြောက်စာမှာအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်ဘောနိစတာဘလာဘောနိစတာဘာမလဲရာဇနိစတာမခွေနာခွေနာရေ နဒေတာမှာကယွာကြတော့24ပါရှိတယ်။ကနအစရွှေချောင်းကကနအစရွှေချောင်းကဆိုတော့ဒီဗမောက်မျိုးနယ်ကဗမောက်မျိုးကနေလာပြီဆိုရှင်ရွှေချောင်းကိုပထမဦးဆုံးဝင်ရတာပေါ့နော်။အဲ့ဒီပထမဦးဆုံးဝင်ရတဲ့ယွာမို့လို့ကနအစရွှေချောင်းကအဲ့လိုမျိုးပြောလာ။အဲ့ဒီဒီကနေဆက်ပြီးတော့တွားမယ်ဆိုလို့ရှိရင်အဲ့ဒီလေပတုံးယွာကသူပနယ်ဘူးနေစားပေါ့အဲ့ဒါသူအဆုံးပေါ့အဲ့ဆိုတော့ဒီဒီကနဒေတာယွာရဲ့အဆုံးမှာရှိတဲ့ယွာဖြစ်တဲ့အတွက်ကြောင့်ကနအဆုံးလေပတုံးဆိုပြီးတော့အဲ့လိုမျိုး 所有细节不。 ဒီဒေတာမှာရှိတဲ့ကလေးငယ်တွေဟာယောက်ျားလေးကလေးငယ်တွေဟာအသက်6နှစ်9နှစ်10နှစ်လောက်ရှိတဲ့ကလေးတွေဟာအကုန်လုံးကဘုန်းကြီးเจ้าမှာတွေ့ရတယ်။ ကြောင်းကြတဲ့ခရီးတွေဆိုလို့ရှိရင်ဒါတို့ကဥစုံမို့လေးတွေနဲ့ပေါ့ဒါရှင်မပြူရသေးတဲ့ခလေးတွေပေါ့အာဒီရွာမှာရှိတဲ့ရှင်မရှင်မမန္တမြတ်တို့ဒီကြောင်းတဲ့ခလေးတွေရဲ့အမေအဖေတွေကို